မင်္ဂလာပါ Elevate Your Mind Barmis Audiobook Channel ရဲ့နည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ The Millionaire First Lane လို့ခေါ်တဲ့စာအုပ်လေးပဲဖြစ်ပါတယ်အမြန်မာလိုဘာသာပြန်မယ်ဆိုလို့ရှင်တော့အမြန်ဆုံးချမ်းသာနည်းဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်အချင်းချင်းလေးကိုကျွန်တော်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ဒီဟာကိုရေးသားထားသူကတော့ MJ DiMarco လို့ခေါ်တဲ့စာရေးဆရာတူပဲဖြစ်ပါတယ်စာရေးဆရာကတော့အမေရိကန်နိုင်ငံရဲ့ကြော်ကြားတဲ့ဆုံးဦးတင်ဆက်သူ ရင်းနှီးမြှုပ်နှံသူနဲ့စားရေးဆရာတူလည်းဖြစ်ပါတယ်။သူက college ကြောင်းဘွားရပြီးွားကလေးကဘွားကိုရက်တီဖို့ခက်ခက်ခဲရုန်းကန်ရသူလည်းဖြစ်ပါတယ်။နှစ်ပေါင်းများစွာရှုံးနေမှုဒဏ်တွေကိုအများကြီးခံခဲ့ပြီးတော့မှသူကဒေါ်လာ900ရဲနဲ့ဇင်ခံကားအငှားကို website တစ်ခုတည်ထောင်ခဲ့ပါတယ်။အဲဒီ website ကနေအောင်မြင်မှုကိုသူမြန်မြန်ဆန်ဆန်နဲ့ကြွယ်ဝချမ်းသာလာခဲ့စေပါတယ်။သူအသက်32နှစ်မှာပဲဒေါ်လာတသန်းကိုပိုင်နိုင်ခဲ့ပါတယ်။38နှစ်မှာတော့ငွေကြေးကိုပူပန်စရာမလိုတော့တဲ့မီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်။ ဆောင်းလေးဘက်ကိုပြန်တော့ကြည့်ရအောင်ချမ်းသာမှုကိုအမြန်ဆုံးသိပ္ပံနိုင်မဲ့လမ်းကြောင်းလို့ပြောရမှာပေါ့နော်တမီလင်နဲ့ first lane ဆိုတာတော့အဲ့တော့ကျွန်တော်တို့ဒီအကုန်လုံးကဘဝတစ်လျှောက်လုံးမှာအလုပ်လုပ်ရင်တဖြည်းဖြည်းနဲ့ပတ်စံတွေကိုစုရဲအသက်60 80လောက်ရောက်မှချမ်းသာလာမှာလားဒါမှမဟုတ်ဘူးဆိုလို့ရှင်ကျွန်တော်အခုလို့လူလက်ပိုင်းဘဝလူငယ်ဘဝကြီးကချမ်းသာနိုင်မဲ့နည်းလမ်းတွေရောရှိမလားဒါတွေကိုမိတ်ဆွေတို့လည်းရှာခဲ့ပူးကြမယ်ထင်ပါတယ် ဇိုင်းသူရဲ့ The Millionaire Fast Lane ကဒီမိခွန်းကိုတစ်ထပ်သေးပဲဖြည့်ပေးဖို့ရည်ထားဖြစ်ပါတယ်။မြင်မြန်ဆန်ဆန်ချမ်းသာနိုင်မယ့်လမ်းကြောင်းကတော့တကယ်တမ်းရှိပါတယ်။အဲ့ဒါကိုတော့ Fast Lane လို့ခေါ်ပါတယ်။ကျွန်တော်တို့အတွေးမမဝါဖို့လို့လိုပါတယ်။မြင်မြန်ချမ်းသာဖို့နီလန်းဆိုတာတော့ကျွန်တော်တရားမဝင်လုပ်ငန်းတွေလုပ်တာ၊မောင်းခိုလုပ်ငန်းလုပ်တာ၊စီးရီလုပ်တာမျိုးမဟုတ်ပါဘူး။ဘယ်သူတွေက Fast Lane ကိုရှာဖွေနိုင်ပါလဲ။ပုံမှန်လူတွေလို့မသွားချင်တဲ့သူတွေစဉ်းစားမှုကိုပြောင်းလဲဖို့အသင့်ရှိရတဲ့လူတွေ ဘဝမှာပို့ပြီးတော့ကြီးကျယ်အောင်မြင်ခြင်းတဲ့သူတွေပဲ first lane ကို အမြန်ဆုံးရှောက်ဖွေနိုင်မှာပါအဲ့တော့ first lane ကိုတေချာနားလေကိုအဓိကမိခွန်းသုံးခုတော့ထုတ်ထားရမယ်ကျွန်တော်ချမ်းသာကြွယ်ဝမှုဆိုတာပါလေချမ်းသာမှုပြောမှာပေါ့ဘူးချမ်းသာမှုနောက်မှာကြွယ်ဝမှုပါပါတယ်နံပါတ်1ဘယ်လန်းကချမ်းသာကြွယ်ဝမှုကိုအမြန်ဆုံးရောက်နိုင်မလဲနံပါတ်3အဲ့ဒီနှစ်ခုအတွက်တည်ရဖို့ကိုဘယ်လိုစတင်မလဲအဲ့တော့ဒီစာအုပ်အနေနဲ့ကျွန်တော်အနှစ်ချုပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ဘဝကြီးတစ်ခုလုံးရောမိတ်ဆွေတို့ဘဝကြီးတစ်ခုလုံးရောပြောင်းလဲပြနိုင်မယ်သင်ကန်းစားရအများကြီးပါပါတယ်အပိုင်းတစ်ချမ်းသာမှုဆိုတာအသက်ကြီးမှရလာနိုင်တဲ့တစ်ဆောင်တိုင်းမဟုတ်ပါဘူးအဲသူကတော့ဒါဖူးချဲနဲ့တင်စားထားတယ်ပေါ့နော်အဲကျွန်တော်ပြန်ပြောချင်တယ်ဆိုလို့ရှင်ပုံမှန်လူတွေကကြောင်းသွားတယ်တက်ကတူတက်တယ်ပြောအလုပ်ဝင်တယ်အလုပ်ကရရဲ့ပတ်စံလေးစူးစောင်းတယ်အဲနင်းတစ်ဆင့်ကျွန်တော်တို့အသက်60 90ရောက်လာတယ်ကျွန်တော်အိမ်အောင်နေကြမယ် သာသမီမိမိတွေရလာမယ်ကလေးရလာမယ်စသဖြင့်ဖြစ်နေရနေပြီးတော့ကျွန်တော်တို့အနားယူမယ်အပန်းဖြစ်မယ်ပေါ့အဲ့ဒါကိုကြတော့ slow lane strategy လို့ခေါ်တယ်တဖြည်းဖြည်းစုတဲ့ပုံစံပါအဲ့ဟာတော့ဒီစာရေးသူကဒီစနစ်ကိုဝေမှန်ထားပါတယ်အသက်60ပြီးမှချမ်းသာလာမယ်ဆိုလို့ရှိရင်ဘာတကယ်အရေးကြီးနေမှာလဲဟုတ်တယ်လေအဲကျွန်တော်တို့အခုလက်တွေ့ဘဝနဲ့ရှင်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသက်60ရောက်တဲ့အခါမှာကျွန်တော်တို့တကယ်သုံးကျင်တဲ့ခါတွေကိုသုံးရမလားကျွန်တော်တို့ traditional ရဆိုလို့ရှိရင်အဲလှူမယ်တမ်းမယ်ပြေးွားမယ်ပေါ့နော် ဲ့ဒါတကယ်ဘွားနှစ်တာလားဆိုလို့ရှိရင်ဇာတ်သူတို့ထားတဲ့အတိုင်းကျွန်တော်ပြန်ပြီးသုံးသကြည့်ရခါမှာမဟုတ်ပါဘူးဒါကရေးကြည့်လားဆိုတော့အရင်မကြည့်ပါဘူးကျွန်တော်အသက်ကြီးမှချမ်းသာမယ်ဆိုရင်အကျိုးရှိသေးလားဆိုရင်မရှိပါဘူးဒါမိထားရမယ်ပေါ့မှာအသက်ကြီးလာရင်ဘွားကာလာမကြံဘူးဆိုရင်ရောကျွန်တော်ကချမ်းသာတာရေးကြည့်သေးလားကျွန်တော်က60ပြောင်းမှချမ်းသာလာမယ်ဆိုရင်ကျွန်တော်အသက်65 80မှာတည်ရဆိုရင်ရောကျွန်တော်ဘွားကြီးအနှစ်သာရှိရှိနဲ့ကျွန်တော်တော်တော်လုံးရှာလာတဲ့မြတ်ပစံကြီးကရည်ကြည်နိုင်ပြီလားအဲ့တော့ကျွန်တော်အဓိကနံပါတ်1ချက်အနေနဲ့ပြန်တွေ့ရမှာ ဒီမိကုံကိုအသက်60ပြည့်မှာချမ်းသာလာမယ်ဆိုရင်ဘာကြီးဒီလေးလဲဆိုရဲမိကုံမှာအချိန်မှာကျွန်တော်ရဲ့အချိန်ကြီးကပြန်မရတော့ပါဘူးကျောင်းတက်တယ်ကျွန်တော်အလုပ်ကမ်းဝင်ဝင်နဲ့ပတ်စံနေစုခဲ့အချိန်ကြီးအသက်60ပြည့်မှာချမ်းသာမယ်ဆိုရင်ကျွန်တော်တို့ရဲ့အချိန်ကြီးကပြန်မရတော့ပါဘူးအဲ့တော့ကျွန်တော်တို့ရဲ့ဆုံးရှုံးသွားအချိန်ကြီးကဘယ်တော့မှပြန်မရနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနီလန်းကိုတော့မသုံးတင်ပါဘူးဟုတ်ပြီ first lane first lane ကိုဘယ်လိုသုံးမလဲအများဆုံးနီလန်းကိုဘယ်လိုသုံးမလဲလူငယ်ဘဝကလေးကချမ်းသာလာနိုင်ရမယ် တခြားသူတွေထက်အမြန်ဆုံးငွေရှာနိုင်မယ်။ပတ်စံကိုကိုယ်တိုင်မလုပ်ဖဲနဲ့စနစ်တစ်ခုတည်ဆောက်ပြီးအလုပ်လုပ်စီမယ်တဲ့။ကဲကျွန်တော်တို့အပိုင်းနှစ်လေးတွားကြရအောင်။ချမ်းသာမှုတည်ညာအဲ့ဒါက destination မဟုတ်ပါဘူးတဲ့ကျွန်တော်က journey ခီးစဉ်တစ်ခုပဲဖြစ်ပါတယ်တဲ့ချမ်းသာမှုကိုရောက်ချင်တဲ့နေရာလို့မထင်ရဘူးတဲ့အဲ့အစားလမ်းကြောင်းလို့သဘောထားရမယ်တဲ့အဲဘယ်လိုမျိုးသဘောထားရမလဲဆိုတော့ကျွန်တော်တို့ကအဲ ချမ်းသာကြွယ်ဝဝကြီးတော်ပြီဆိုတဲ့ဟာကိုဥပမာထားပါတယ်တော့ကျွန်တော်တို့တွေဟာအဲတိန်းတပေါင်းလောက်ကိုပိုင်ဆိုင်ခြင်းတယ်လို့ကျွန်တော်တို့ကသတ်မှတ်လိုက်တယ်ဆိုရင်အဲ့ဒါရောက်ချင်တဲ့နေရာကျွန်တော်တိန်းတပေါင်းရောက်တဲ့ဟာကကျွန်တော်သွားချင်တဲ့နေရာမဟုတ်ပါဘူးအဲ့အစားအဲ့ကိုသွားမယ်ဆိုရင်လမ်းကြောင်းလေးကိုပဲတွေးထားရမှာပါအဲ့ကြောင့်ကျွန်တော်ဘွားတစ်ချောင်းလုံးအလုပ်တွေလုပ်ပြီးတော့ဖြည်း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 ချင်းစုလာတဲ့ slow lane လမ်းကြောင်းကိုအဆုံးမသိတဲ့ ქვენ ဆက်ပြောင်းနေတဲ့လမ်းတစ်ခုလို့ကျွန်တော်သိရပါတယ်အဲ့ရနေကျွန်တော် first lane ကိုသွားဖို့အတွက်ဆိုလို့ရှိရင်အချိန် leverage ကို ိုးပြီးတော့လောက်ရပါမယ်အဲ leverage ဆိုတာကတော့ကျွန်တော်တို့ဇာတိုးလို့ခေါ်တာပေါ့နော်ကျွန်တော်အစားတွေတိုးတာကိုပြောတာပါဥပမာကျွန်တော်30ဇာ20ဇာ30ဇာအဲ့တော့ကျွန်တော်အချိန်တွေကို leverage တိုးပြီးတော့အသုံးချရမယ်ပြီးရလို့ရှင်လူတွေများများစီကို products ဒါမှမဟုတ်ဆိုလို့ရှင် service တွေကိုရောင်းဖို့စဉ်းစားပါမယ်အဲ့တော့ product service ကိုဘယ်လိုရောင်းမလဲဆိုလို့ရှင်ကျွန်တော်တို့တွေအဲတခြားသောစာအုပ်တွေကဖတ်ခဲ့ရတယ်လို့မျိုးဆိုလို့ရှင်ကျွန်တော်တို့တွေဟာဒေါ်လာတန်းချမ်းသာခြင်းနဲ့ဆိုလို့ရှင်လူရောက်တန်းကို ဒေါ်လာကြီးရောင်းချနိုင်ရပါပြီ။ဒါမှမဟုတ်ဆိုလို့ရှင်လေလူအယောက်အဲတတမ်းမဟုတ်ဖ ೇನೆ တဝက်ကိုကျွန်တော်တို့ကအဲဈေးကိုနှစ်ဆပြင်တင်ပြီးတော့ဒေါ်လာမဟုတ်ဘဲနဲ့2ဒေါ်လာနဲ့ရောင်းလို့ရပါတယ်။ဒါဆိုလို့ရှင်ကျွန်တော်တို့က product service ကိုရောင်းဖို့အတွက်စဉ်းစားတာပါ။ပြီးတော့ကိုရိုင်းအလုံးမလုပ်ဘဲပတ်စံဝင်ကြီးအလုပ်ကိုစနစ်ကိုတည်ထောင်ပါတဲ့။အဲ့ဒါဘယ်လိုမျိုးအလုပ်မျိုးဖြစ်မလဲဆိုတော့ passive income လို့ခေါ်ရဲအဲနည်းစနစ်မျိုးဖြစ်တယ်ပေါ့နော်။ကျွန်တော်နောက်ထပ်ဝင်လေ passive income နဲ့ပတ်သက်တဲ့စာအုပ်လေးကျွန်တော်ဖတ်ပြပေးပါမယ်။အဲ့တော့ passive income ကိုကျွန်တော်တို့ဘယ်လိုတိဆောက်မလဲဆိုလို့ရှင်ဥပမာပေါ့နော်အဲတချို့တွေဆိုလို့ရှင် TikTok ကနေပြီးတော့ monetization တွေရတယ် Facebook ကနေ monetization တွေရတယ်တချို့တချို့တော့ဟာအဲ့နေနေတော့ဝင်နေဝင်ငွေကိုကျွန်တော် passive income လို့ခေါ်ပါတယ်အဲ့တော့အပိုင်း၃လေးထပ်သွားပါမယ် lesson 3ပါ slowly ဖြည်းဖြည်းချင်းချမ်းသာသွားပဲမလုံခြုံတဲ့လမ်းကြောင်းလို့ခေါင်းစဉ်သတ်မှတ်ထားပါတယ် slowly မှာဆိုလို့ရှင်အသက်ကြီးမှချမ်းသာလာမယ်အနာယူကိုအသက်60 80ကိုဆောင်းရမယ်ဘဏ်မှာစုထားတဲ့ငွေရတန်ဖိုးကြီးစင်လာနိုင်တယ်အဲ့တော့ ျွန်တော်အသက်ကြီးမှချမ်းသာရတယ်ဆိုတဲ့အကြောင်းလေးဖရာခါပြောခဲ့ပြီးပါပြီအနားယူဖို့ retire လုပ်ဖို့ပေါ့နော်ကျွန်တော်တို့ဘာလို့မှမလုပ်ဖယ်နေဖို့အတွက်ကိုအသက်60 90နဲ့နေရမယ်ပေါ့နော်အဲ့ဒါအောင်ချမ်းသာပါပါမချမ်းသာဆိုလို့ရှိရင်သတ္တမိကြီးမြင့်မြင့်တရားရှာကြည့်ရအောင်မြင်းမြူစူးစူးနဲ့စားရမှာပါနောက်တစ်ခုကဘန်မှာစုထားတဲ့ပစံပေါ့ကျွန်တော်တို့ပင်စင်လာစားလေးတွေခူရတဲ့ပစံလေးတွေကိုစုထားတာကအခုခေတ်ခါနဲ့ဆိုလို့ရှိရင် inflammation rate ကြောင့်တန်ဖိုးကျဆင်းနိုင်ပါတယ်ကျွန်တော်တို့ဆယ်သိန်းစုထားရဆိုရင်တော့နောက်နှစ်မှာငွေရတန်ဖိုးကကိုယ်သိမ်းမဖြစ်ဖြစ်နေနေတာမျိုးပြောတာပါဟုတ်ပြီ ဘန်ထဲမှာတဖြည်းဖြည်းဆုထားရင်ဘာဖြစ်လာမလဲပြီးတော့လို့ရှင်တနေရာထဲမှာအလုပ်လုပ်ရင်လည်းအလုပ်ပြုတ်သွားရင်ရောကျွန်တော်ဘာဆက်ဖြစ်မလဲမဖြစ်နိုင်ဘူးလို့ထင်တဲ့အခြေအနေကြောင့်ပတ်စံကုန်သွားရင်ဘယ်လိုဖြစ်မလဲဥပမာမိတ်ဆွေကဆိုင်ကယ်စီးရယ်ကားကောင်းလေးကိုဆိုင်ကနေဝင်တိုက်လိုက်တယ်ဒါမှမဟုတ်ကားကားချင်းချင်းတိုက်မိရယ်ဒါမှမျောလင်းတဲ့အခြေအနေနဲ့ပတ်စံနဲ့ကုန်သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အလုပ်မလုပ်နိုင်တော့ဘူးတခုခုအနာတရဖြစ်သွားပြီးတော့ပတ်စံနေမရတော့ဘူးဆိုရင်ရောဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်ပြန်ပြီးသုံးသပ်ရမယ်အဲဒါကြောင့်ကျွန်တော်တို့ရာ slow lane ဆိုတဲ့ ဖြည်းဖြည်းချင်းပတ်စံရှာရတဲ့နေရာမှာမနေဘဲနဲ့ first lane ကိုရှာပါမယ်ပြီးတော့ next lesson lesson 4 first lane ချမ်းသာမှုအမြန်ဆုံးရအောင်နိုင်မယ်စနစ်အဲ့စနစ် first lane မှာဆိုရင်ဘာတွေပါလဲပတ်စံကိုကိုယ်တိုင်မလုပ်ဖဲနဲ့ဝင်ငွေဝင်မဲ့စနစ်တစ်ခုကိုဖန်တီးတိဆောက်ရမယ်ဥပမာကျွန်တော်တို့ဗီဒီယို record တွေလုပ်ထားပြီးတော့ online နဲ့ရောင်းစားတာမျိုးတွေကိုကျွန်တော်လုပ်ထားလို့ရတယ်ဈေးကွက်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းမယ်အဲဈေးကွက်ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းမယ်ဆိုလို့ရှိရင်အဲကျွန်တော်အမြင်ရဆိုလို့ရှိရင်အခုလူငယ်တွေက motivation နဲ့လိုတဲ့အတွက်ကြောင့် motivation နဲ့ပတ်သက်တဲ့စာအုပ်တွေ motivation နဲ့ပတ်သက်တဲ့ video တွေ motivation နဲ့ပတ်သက်တဲ့ course တွေဖွင့်နေဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာအဲဒါဈေးကွက်အလွယ်ချက်ကိုဖြစ်ပြီးတဲ့ပုံပါပြီးတော့ငွေထွက်ပြန်နေပဲနဲ့အမြဲတမ်းငွေပိုလာဆိုင်နိုင်တဲ့လုပ်ငန်းတစ်ခုတည်ထောင်မယ်တဲ့အဲဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့ရဲ့ own own idea လေးနဲ့စဉ်းစားလို့ရပါတယ်အဲ့တော့ first lane ကိုကျွန်တော်ရှာဖွင့်မယ်ဆိုလို့ရှိရင် sense ဆိုတဲ့ framework ကိုအသုံးချပါမယ် sense ဆိုတာ c e n t s sense ပါ C ဆိုတော့ control ပါကိုယ်လုပ်ငန်းတွေကိုကိုယ်တိုင်ထိန်းချုပ်လိုပါတယ် E ကတော့ entry တန်ဖတ်တွေမလွယ်ကူစွာဝင်မလာနိုင်တဲ့အနေအထားတွေကိုလုပ်ထားပါမယ် N ကတော့ need ပါဈေးကွက်ထဲမှာတကယ်လိုအပ်တဲ့ဝန်ဆောင်မှုထုတ်ကုန်တွေဖြစ်ဖို့အတွက်လိုပါတယ် D ကတော့ time ပါကိုယ့်ရဲ့အချိန် leverage တွေကိုတိုးမြှင့်ဖို့အသုံးချဖို့လုပ်ဖို့ပါပဲပြီးရင်တော့ scale ပါ scale ဆိုတာကတော့ကိုယ့်ရဲ့လုပ်ငန်းကြီးထွားလာနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်ကိုအောင်မြင်အောင်လုပ်ရမှာဖြစ်ပါတယ် ဒီအချက်၅ချက်ကိုနားလည် ပြီးသွားပြီလို့ရှိရင်မိတ်ဆွေတို့ရဲ့ဘဝမှာအဲ့ဒါကိုသုံးနိုင်လို့ရှိရင်ချမ်းသာမှုအမြင့်ဆုံးရောက်နိုင်ပါမယ်။အဲ့တော့ကျွန်တော် sense framework ကိုကျွန်တော်ထပ်ခါတလေလေကျွန်တော်နားထောင်ရမယ်။သိအောင်လုပ်ရပါမယ်။ sense ဆိုတာဘာလဲ? control entry needs time skills အဲ့တော့ကျွန်တော်တွေဟာဘယ်လုပ်ငန်းတွေလုပ်မလဲ။ပြီးတော့ကိုယ့်ရဲ့ပြန်မှတ်တွေမလွတ်လွတ်လွတ်ကူကူကိုယ်လာပြီး competitive မဖြစ်အောင်ဘယ်လိုလုပ်မလဲ။ပြီးရင်ဈေးကွက်ထဲမှာလိုနေရအောင်ဘာလဲ။ငါဘာကိုအားသာလဲ။ ကိုယ့်ရဲ့အချိန်နေရာရောဒီဟာမှာသုံးလိုက်အဆင်ပြေမလားပြီးတော့လုပ်ငန်းကြီးထွားမှုတွေကိုတိုင်းတာနိုင်ရမယ်ဆိုတဲ့အားမျိုးတွေ့ရပါမယ်အဲ့တော့နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲကျွန်တော် slow lane မှာနေမယ်ဆိုလို့ရှိရင်အဓိကတော့ fast lane ကိုပြောင်းပါမယ်ပြီးရင် fast lane ကိုရှာဖွေပြီးတော့ကိုယ့်ရဲ့စနစ်ကိုတည်ဆောက်ပါမယ်ချမ်းသာမှုနဲ့ကိုယ်နဲ့မဖြစ်မနေနှီးဆောင်အောင်လုပ်ရပါမယ်အဲ့တော့ကျွန်တော်အနေနဲ့တိုက်တွန်းနေတာကတော့အဲ the million နဲ့ fast lane ကိုတေချာလေးဖတ်ပါချမ်းသာမှုတွေကကိုယ့်လက်ထဲမှာအမြန်ဆုံးဖြစ်နိုင်အောင်စူးစမ်းကြပါ ဘဝကိုတကယ်ချမ်းသာဖို့အတွက်အမြင်ဆုံးပြောလိုက်ဖို့ဆိုလို့ရှင် first link ကိုရှာဖွေရပါမယ်။ Okay အဲ့တော့ကျွန်တော်ဗာပြန်ပြောပြမယ်ဆိုလို့ရှင်ချမ်းသာဖို့အတွက်နီလန်၃လမ်းရှိပါတယ်။အဲ့ဒါကတော့ဘေးလမ်းရှိပါတယ် side way လို့ခေါ်ပါတယ်ပြီးရင် slow lane fast lane အနည်းလမ်းနဲ့အမြန်လမ်းဆိုပြီး၃လမ်းရှိပါတယ်ဒီလမ်း၃ခုတွေကသွားနေတဲ့မှာဘေးလမ်းကသွားတဲ့လူတွေကတော့စင်းစင်းရဲနေပဲဘဝကိုဆုံးသက်သွားကြပါတယ်အနည်းလမ်းနဲ့သွားတဲ့လူတွေကတော့လူလက်တန်းစားလောက်ဖြစ်နိုင်ပါတယ်အမြန်လမ်းနဲ့သွားတဲ့လူတွေကတော့ကြွယ်ဝချမ်းသာမှုစီကိုဦးတည်ပြောင်းနိုင်ပါတယ် ဘေးလန်းဆိုတာအတော့ဘာလဲဘေးလန်းကသွားတဲ့လူတွေဆိုတာခဏတာပဲစိတ်ချမ်းသာဖို့တွေးလူတွေပါအဲပတ်စံရှင်တုံးလိုက်မယ်ဖြုံးလိုက်မယ်ပြောလိုက်မယ်ပါလိုက်မယ်စားလိုက်မယ်လို့မျိုးပြောတာပါဥပမာအိမ်အဲအင်ဂျီတက်တွေခဏနာဝဲတာဖုန်းတက်တွေခဏနာဝဲတာဒါပတ်စံမရှိဘဲနဲ့ဝဲတာပြောပါတကယ်လိုအပ်တဲ့တတိဝဲတာတော့မပြောလို့ပါဘူးအနှေးလန်းဆိုတာတော့ဘာလဲအနှေးလန်းဆိုတာလူများလက်ခံကျင့်သုံးထားတဲ့ပုံတေကားချက်တွေကိုပြောတာပါကျွန်တော်တို့ကြီးကြောင်းတက်မယ်စာကြိုးစားမယ်အလုပ်ရမယ် ဘွဲရမယ်အိမ်အောင်ကြမယ်ပတ်စံလေးချစ်ကုပ်စုမယ်နောက်သားသမီးတွေလည်းဒီပညာရဲ့အမှုတွေပဲလက်ဆင့်ခံပေးနိုင်တာမျိုးမှာနေတဲ့လူတွေကိုတော့ကျွန်တော်တို့ကနှီးလန်းလို့ခေါ်ပါတယ်။ဇာတ်ရှိရာတော့အဲ့နှီးလန်းကိုတော်တော်ကြီးရေစဲကောင်းတဲ့ဟာသားလို့ပြောထားပါတယ်။အဲ့တော့နှီးလန်းကိုရှောက်တဲ့လူတွေကအတွေးခေါ်တွေကအနာဂတ်ပျော်ရွှင်မှုနဲ့ပြည့်စုံပံပျော်ရွှင်မှုတွေကိုဆွလွန်ရပါလိမ့်မယ်။ Okay အဲ့တော့ first lane ဆိုတာဘာလဲကျွန်တော်ရွေးချယ်တဲ့နည်းအမြင်လမ်း။အဲ့မှာကျွန်တော်တို့ကရွေးချယ်တဲ့အမြင်လမ်းဆိုတာလူတိုင်းကြားဖူးကျင်ကြတဲ့အတိုင်းပဲလူတိုင်းဖြစ်ဖူးကျင်ကြတဲ့အတိုင်းပဲ နေခြင်းညခြင်းချက်ချင်းမြင့်မြင်တန်းကြွတဲ့ထေတထေးကြီးဖြစ်သွားအောင်ပြောတဲ့ဖြတ်လန်းနည်းမဟုတ်ပါဘူးအမြင်လန်းဆိုတာကျူးကျူးဆဆနဲ့လောက်ရမယ်နီလန်းပဲဖြစ်ပါတယ်အဲ့ဒါကိုဆိုင်းစီကဥပမာတစ်ခုအနေနဲ့ပြောပြထားတယ်2009ခုနှစ်မှာတဲ့ Coca-Cola ကုမ္ပဏီကဂျေယူရဲဆိုတဲ့လူတည်ထောင်ခဲ့တဲ့ဗီတာမင်ဖြော်ရည်ကိုထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတစ်ခု၄တသမတတန်းနဲ့ဝယ်ယူကမ်းလှမ်းခဲ့ပါတယ်တဲ့အဲ့ဒီတရင်ကြောင့်လူတွေအကုန်လုံးအားတင်သွားတယ်ဟာဒီလူသိက္ကံကောင်းတာပဲငါလည်းဒီလိုဖြစ်ရင်ကောင်းပါပဲလို့တွေးကြပါတယ်ဒါပေမဲ့ Darius ရဲ့ 17နှစ်လောက်အပြင်းထန်ကြိုးစားမှုတော့ဘယ်သူမှမမြင်နိုင်ကြပါဘူးကြော်ဝါချမ်းသာမှုကိုသွားတဲ့ first lane ကတော့အဲ့တိုင်းပါပဲအခက်ခဲစိန်ခေါ်မှုတွေနဲ့ပြည်နေပါတယ်ဈေးရဒုက္ခတွေကြိုးစားအထောက်မှုတွေဆွန့်လွတ်မှုတွေပြည့်စုံမှုတွေနဲ့အဲ့လမ်းကိုရှောက်တဲ့လူတိုင်းဟာအကျုံးပြရမယ့်အရာတွေပါကျွန်တော်တို့အားလုံးကဒါကိုရှောက်ပြီးတော့ရှောင်ပြီးတော့ခီးလန်းဆုံးနိုင်ကိုသွားကျင်နိုင်သွားလို့မရပါဘူးချမ်းသာကြိုးစားမှုဆိုတာအပြင်ကလာတဲ့အရာမဟုတ်ပါဘူးချမ်းသာကြိုးစားမှုဆိုတာကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့အရေးသွေးကိုယ့်ရဲ့ခွန်အားတွေအနေနဲ့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကအမြန်လမ်းကနေချမ်းသာခြင်းတဲ့လူတွေဆိုရင်မလုပ်ရမလဲကိုယ်ပိုင်စီးပွားရေးကိုတည်ထောင်ဖို့လုပ်ရပါမယ်အဲ့ရနဲ့တွေ့ကြုံလာတဲ့အခက်အခဲအကုန်လုံးကိုကြည်ကြည်နက်နက်နဲ့ရင်ဆိုင်ရပါလိမ့်မယ်အမြန်လမ်းကလူတွေကနိုင်နဲ့တွက်ပြီးလာခရရမျိုးမဟုတ်ဘဲနဲ့စီးပွားရေးလုပ်ငန်းတွေလေပတ်တာနဲ့လူလျောက်ရတဲ့ဝင်ငွေကိုပဲဝင်ဖို့ဦးစားပေးတယ်အဲ့ဒီထဲမှာတော့လာခရရတဲ့လူတွေကအဆင်မပြေလို့ပြောမှာမဟုတ်ပါဘူးလာခရလုပ်နေတဲ့လူတွေအကုန်လုံးကလည်းအဲထက်ပြီးတော့ဒီ entrepreneur စိတ်ဓာတ်နဲ့ကိုယ်ကိုယ်တိုင်အဲ site business လေးလုပ်ထားဖို့လိုတယ်ဆိုတာလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ချမ်းသာဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးစိတ်သက်တည်ထားရမလဲ။ First lane ထားလူတွေရဲ့စိတ်သက်အဲ့တော့ဘယ်လိုစိတ်သက်တည်အတွေးခေါ်ရှိဖို့လိုလဲ။အဲ့တော့ကျွန်တော်တို့ကြွယ်ဝချမ်းသာခြင်းမတူတဲ့အတွက်ကြောင့်တော်တော်များများဟာတွေးခေါ်ပုံများခြင်းလည်းမတူပါဘူးအခုလောလောဆယ်ဆိုလို့ရှင် Elon Musk ဆိုလို့ရှင်အဲမိတ်ဆွေတို့တီးမှာပါအဲ American ဆိုရမှာဆိုလို့ရှင်သူလှုပ်ချနိုင်လုံနေတာမျိုးတွေတွေ့ရတယ်အဲ့ဒါနဲ့ရှင်ပြီးကြည့်မယ်ဆိုလို့ရှင်ကျွန်တော် Jeff Bezos ကိုကြည့်လို့ရတယ်။ Jeff Bezos ဆိုလို့ရှင်လည်းသူကသူနေရပေါ့နော် အဲ့တော့ယင်းနှမြောက်နှမှုဆိုင်ရာဂူရူကြီးဖြစ်တဲ့ Warren Buffett ဆိုလို့ရှင်လည်းသူစိတ်သက်သူအတွေ့ခေါ်ရင်မတူကြပါဘူးဒါဆို၃ယောက်ပြောပြတာပါကျွန်တော် Facebook ပိုင်ရှင်ကြီးလဲသူ့ဖာသာသူသူအတွေ့ခေါ်လေးနဲ့သူရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးဒီ first line ကလူတွေဘယ်လိုမျိုးတွေးလဲဆိုတဲ့ဟာမျိုးမှာနည်းနည်း similar ဖြစ်တာလေးတွေကိုကျွန်တော်တွေးရပါမယ်တို့ကတော့အဓိကအချိန်ပါတို့ကအချိန်ကိုတန်ဖိုးရှိဆုံးလို့သတ်မှတ်ကြပါတယ်တို့တို့အတွက်ပတ်စံကိုဘယ်တော့မှဆိုရှာလို့ရရဖြစ်ပေမဲ့အချိန်ဆိုတော့အများကြီးရှာပါပါတယ် အဲ့တော့အနှီးလန်းရသွားတဲ့လူတွေကတော့အချိန်ကိုပတ်စံရဖို့အတွက်ရောင်းစားကြတယ်လူများရှိမှလှုပ်လှုပ်တာပဲဖြစ်စေကိုယ့်ရဲ့အချိန်ကိုအဲတရားရုပ်ရှိမှရောင်းစားရပဲဖြစ်စေအနေပြီးတော့လုပ်ပါတယ်ချမ်းသာလူတွေကတော့အဲ့လိုမျိုးမဟုတ်ပါဘူးလူများရဲ့အချိန်တွေကိုဝယ်ပြီးတော့ကိုယ့်ရဲ့ leverage အဖြစ်မြင့်ပြီးတော့ကိုယ့်ရဲ့ထုတ်ကုန်တွေကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုပိုတိုးတက်အောင်လုပ်တာပါအဲ့တော့နောက်တစ်ခုအနေနဲ့ကပညာရေးပါအနှီးလန်းလူတွေကတော့ပညာရေးကိုကျွဲဝချမ်းသာဖို့မရန်ကိုမဖြစ်မနေလိုအပ်တဲ့အရာတစ်ခုလို့သတ်မှတ်ထားပါတယ် အဲ Elomax ဆိုလို့ရှိရင်သူတသမိတွေဟာပညာရေးအရေးမကြီးဘူးဆိုပြီးတော့ပြောခဲ့ဘူးပါတယ်အဲသူဆိုလို့ရှိရင်အဲကျောင်းဘွဲရနဲ့တက္ကသိုလ်နဲ့ဘွဲမရခဲ့ဘူးဒါပေမဲ့ဘွဲရတဲ့လူတွေအကုန်လုံးခေါ်ပြီးခိုင်းနေဆိုတာမျိုးဖြစ်နေပါတယ်အဲကျွန်တော်တို့ကလည်းဘွဲရပါဒါပေမဲ့ကျွန်တော်ပြောချင်တာဘွဲရတွေကမဟုတ်ဘူးလို့ပြောချင်တာမဟုတ်ပါဘူးစာအုပ်ရဲ့သဘောတဘာဝအတိုင်းပဲပြောပြပေးတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဟာ MBA ဘွဲရယူရဲလစာလေး MBA ဘွဲမှာကုန်ခဲ့တဲ့ပတ်စံတွေထက်ရရလစာလေးနည်းရမျိုးတွေနဲ့လုပ်တဲ့လူမျိုးတွေတွေ့ရတယ်လို့ဆိုလိုချင်တာပါ တာဝန်ယူမှုတာဝန်တည်တတ်မှုကိုလည်းဒါ main link ကို first link ကိုသွားရလို့အနေနဲ့တည်ထားတင်ပါတယ်တာဝန်ယူမှုတာဝန်ခံမှုဆိုတော့ဘာလို့မဆိုအဲရာရာတိုင်းမှာတာဝန်ယူတတ်တာမျိုးကိုပြောချင်တာပါအဲ slow lane ရရှောက်တဲ့လူတွေဟာအနည်းလမ်းရရှောက်တဲ့သူတွေဟာလစာမကောင်းတာကိုလှုပ်ရှင်ကိုပြစ်တင်ကြပါတယ်တကယ်တော့ဘယ်သူမှသူတို့ဒီ company မှာလုပ်ဖို့အတင်းဆွဲမထားပါဘူးပေါ့အဲအဲ့တော့ကိုသာရည်ချင်းရှိရဲဆိုလို့ရှိရင်ကိုကမှ company ထောင်လာပဲဖြစ်စေ ကိုယ့်ကိုကိုလုံးနိုင်တာမျိုးလေးဖြစ်စေ freelance ဖြစ်စေလုပ်လို့ရရဲဆိုတာမျိုးကိုဖတ်ပြီးပြပြပေးချင်တာပါ okay ဟိုအချိန်မှာကျွန်တော်ပြောပြပေးခဲ့ပို့လို့ပါပဲအမြန်တမ်းအောင်ရှင်းဖို့နည်းလမ်းတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့အချိန်နေပညာရေးတာဝန်ယူမှုအကြောင်းတွေလည်းပြောပြပေးပါပြီသဘောပေါက်ပါပြီဆိုလို့ရှိရင်အကြံပြုချက်၅ချက်လေးနဲ့တို့ရဆက်ပြီးတော့ပြတော့ပေးပါတယ်နံပါတ်၁အနေနဲ့ငှားရမ်းလို့ရတဲ့ access တွေရှိဖို့အတွက်အကြံပေးထားပါတယ်ဥပမာချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်အိတ်နေရင်ဝင်ဝင်ဖို့လိုပါတယ်အိတ်နေရင်ဝင်ဝင်ဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ ကိုအလုပ်လုပ်ဆရာမလိုပဲနဲ့ပတ်စံဝင်ရမှာပါသဘောတည်အိမ်ငှားထားတာတိုက်ခိုင်းငှားထားတာကားလေးတွေစိုက်ကားလေးတွေငှားထားတာမျိုးကနေလေကျွန်တော်တို့အလုပ်လုပ်ဆရာမလိုပဲနဲ့ပုံမှန်ဝင်နေတဲ့ဝင်ဝင်မျိုးလေးတွေဖြစ်နိုင်ပါတယ်အဲဒါစိုက်ကားဆိုရင်တော့နည်းနည်းစဉ်းစားမှာပေါ့နော်ပြတ်သွားရင်ပြင်ရတယ်ပတ်စံရနေဆိုတော့မျိုးတော့ကျွန်တော်ပြန်စဉ်းစားပါလိမ့်မယ်နံပါတ်1ကတော့ကျွန်တော်အင်တာနက်တွေကွန်ပျူတာတွေနဲ့ဖန်တီးလို့ရတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ဖန်တီးရမှာပါအဲကွန်ပျူတာနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးဖန်တီးနိုင်လဲဆိုတာမျိုးတော့ဒါမျိုးဆိုရင်လည်းပြန်စဉ်းစားရမှာပါ ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ Facebook လို့ပြောဆိုလို့ရှိရင်လည်းအဲဒီ Facebook company ကအများကြီးရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနဲ့ဖန်ဖန်တီးမယ်ဆိုလို့ရှိရင်ကိုယ်ပိုင် content creation လေးဖန်တီးမယ် YouTube တွေ TikTok တွေဖန်တီးလို့ရပါတယ်အဲ့ဒါနဲ့လည်းကျွန်တော်ပတ်စံနေဝင်နိုင်ပါတယ်အကြောင်းအရာအစ်တတီကိုနံပါတ်3ကတော့အကြောင်းအရာအစ်တတီကိုလှုပ်ဖို့ပါအဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်မလဲအကြောင်းအရာအစ်တတီကိုဘယ်လိုမျိုးလုပ်မလဲဆိုလို့ရှိရင်ဥပမာအဲကျွန်တော်တို့ weight ချမဲ့လူတွေအတွက်ဆိုလို့ရှိရင် trainer တွေများလာပြီး ဲ့တော့ကျွန်တော်တို့ trainer တွေများလာတာကိုကျွန်တော်ကြော်လာဖို့အတွက်ဆို application တွေလုပ်မလား application ရာနဲ့ဘာတွေပေးနိုင်မလဲဆိုတာမျိုးတွေကိုကျွန်တော်တွေးလို့ရပါတယ်နံပါတ်၄ကတော့ကျွန်တော်တို့ဒီဖြန့်ချီနည်းစနစ်တွေဖန်ပြပေးဖို့ပါဖြန့်ချီဆိုတာကတော့ကျန်းနာမှာမဟုတ်ပါဘူးကိုယ့်ရဲ့စားသုံးသူ customer တွေကိုဓာတ်ရိုက်ပို့ဆောင်မဲ့အရာမျိုးကိုပြောတာပါဥပမာ Amazon နဲ့သူတို့ကခိုင်းနိုင်ပြီးထားပါတယ် Amazon လိုနေရာမျိုးသာမရှိဘူးဆိုလို့ရှိရင်ဘလောက်ကောင်းတဲ့စာအုပ်ပဲဖြစ်ဖြစ်တန်းချီနေရောက်မှုမဖြစ်နိုင်ပါဘူးတဲ့ လက်လီအောင်ချရဲ့ဈေးဆိုင်လေးရာနဲ့စတိုးဆိုင်လေးရဲ့အထိဖြန့်ချီဖို့အနည်းလမ်းတွေလိုအပ်တယ်လို့ပြောချင်တာပါအဲ့တော့မိတ်ဆွေတို့အနေနဲ့အဲဘာမျိုးဖြန့်ချီအနည်းလမ်းတွေရှိလဲဆိုတော့ကိုယ်အမကကိုစဉ်းစားပါနောက်ဆုံးနံပါတ်၅ကတော့လူအရင်းမြစ်တွေကိုဖန်တီးဖို့ပါတဲ့အလုပ်တွေအားလုံးကြော်ထဲလောက်ကတာထက်ဆိုင်နဲ့ကျွန်တော်တို့ရာဝန်ထမ်းတွေငှားတာပို့ပြီးတော့ကိုယ့်ရဲ့အမျက်ကိုတိုးတက်စေပါတယ်ဒါအရှိပိုင်းမှာလည်းကျွန်တော်ပြောခဲ့ပါတယ်အဲ leverage ပေါ့နော် time leverage ကိုပြောဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရအမြန်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်အမြန်ဆုံးချမ်းသာခြင်းနဲ့ဒီလမ်းတွေမှာစီကတ်နေရှိပါတယ် အဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့အနှီးလန့်နဲ့အမြန်လန့်ကိုပြောင်းဖို့ရည်ကြည်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့တကယ်ကိုစိန်ခုံမှုကြီးကြီးမားမားဖြစ်ပါတယ်တချို့ကတော့အောင်မြင်ပေမဲ့တချို့ကတော့မအောင်မြင်ဘူးလို့စိုက်ဆရာပြောခဲ့ဘူးပါတယ်အဲ့တော့အနှီးလန့်နဲ့အမြန်လန့်ကိုတွားတဲ့အခါမှာလိုက်နာမယ်စီကံ၅ခုရှိရဲလို့အကြံပေးထားပါတယ်ဒီစီကံ၅ချက်ထဲမှာတစ်ချက်ချက်ကိုမလိုက်နာဘူးဆိုလို့ရှိရင်ကြာရှုံးနိုင်ကြေးများတယ်လို့လည်းပြောထားပါတယ်စီကံနံပါတ်၁ကတော့ကျွန်တော်ဟိုးအရှိဆုံးမှာပြောခဲ့ဘူးပါတယ်၈မိနစ်ကနေ၉မိနစ်ကြာလောက်မှာပြောခဲ့ဘူးပါတယ် ဈေးကွက်ရဲ့လိုအပ်ချက် needs ဆိုတာရှိဖို့ပါပဲစားသုံးသူရဲ့လုပ်ငန်းလိုအပ်ချက်တွေပြဿနာတွေကို ဖြေရှင်းဖို့အတွက်စဉ်းစားပါမိတ်ဆွေတို့ဘာအားတာလဲအဲ့အားတာကနေပြီးတော့ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ service တွေကိုပြဿနာတွေဖြေရှင်းပေးဖို့ကြိုးစားပါမယ်လူရောက်တဲ့အတန်းမှာပြဿနာတန်းရှိအောင်မစဉ်းစားပါနဲ့လူရောက်တဲ့အတန်းမှာပြဿနာတစ်ခုတူညက်ပြဿနာတစ်ခုကိုတော်တော်နဲ့ရောင်းချရင်တော့မိတ်ဆွေတို့နဲ့တတန်းရရှိသွားပါမယ်ဒုတိယတစ်ချက်ကတော့ဝင်ရောက်မဲ့ဈေးွက်ကိုရွေးချယ်တတ်ဖို့ပါပဲ အဲ့တော့ကိုကဘယ်ဈေးကွက်ကိုယူချင်ပါလဲဒါကတော့မရှိဘူးပဲထပ်ပြီးတော့စဉ်းစားရမယ့်ဟာဖြစ်ပါတယ်၃တတိယချက်အပြည့်အဝထိန်းချုပ်မှုရအောင်လုပ်ရမှာဖြစ်ပါတယ် C ပေါ့နော် sense နဲ့ပတ်သက်ပါတယ် control ပါအဲ့တော့ကျွန်တော်ကဘာကို control မှာလဲကျွန်တော်အမြန်လမ်းနဲ့ကားမောင်းပြီးသွားတဲ့ခေတ္တခုလိုပဲဒါအရင်ချမ်းသာဖို့ဆိုလို့ရှိရင်ကိုမောင်းတဲ့နေရာမှာကိုက driver ဖြစ်နေဖို့လိုပါတယ်နောက်ကနေ light တဲ့ passenger မဖြစ်စေရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ key မှာကိုမောင်းမှသာလျှင်ကိုက ခီးကိုအပြေဝအတင်းချုံမှာဖြစ်ပါတယ်အဲ့တော့ကိုလုံးမဲ့စီဝါရေးကိုရဲ့ချမ်းသာဖို့အတွက်ဆိုလို့ရှိရင်ကိုဟာဥဆောင်နေသူဖြစ်ဖို့လိုလိုအပ်တယ်လို့ပြောချင်တာပါစတုထားကတော့ဈေးခွက်ရဲ့ပမာဏကိုစဉ်းစားရပါပါအဲ့တော့ကျွန်တော်အမြန်လမ်းမှာကောင်းမောင်းတဲ့ခါမှာတနာယူ15မိုင်နဲ့မောင်းပါလား20နဲ့မောင်းပါလားဒါမှမဟုတ်100နဲ့မောင်းပါလား150နဲ့မောင်းပါလားအဲ့တော့လူဟန်အမြန်ရောက်ဖို့ဆိုလို့ရှိရင်150လို့ယူပါလိမ့်မယ်အဲ့တော့ရက်ွက်ထဲမှာရောစီဝါရေးမှာရောအလိုပါပဲအမြန်လမ်းလိုပါပဲကျွန်တော်တို့ကဈေးခွက်ထဲမှာပို့ကြည့်ဖို့လိုပါတယ် page fish eat small fish ပါကျွန်တော်တို့ကတိတိလေးပဲလုပ်နိုင်လို့ရှင်ကျွန်တော်လက်ကြီးကအကိုစားပါလိမ့်မယ်အဲ့တော့မိတ်ဆွေအနေနဲ့ကြီးကြီးမားမားလေးလုပ်ဖို့တွေးရပါလိမ့်မယ်နောက်တစ်ခုနောက်ဆုံးအနေနဲ့ပြင်ဆင်မှအချက်ကတော့ကိုယ့်ရဲ့အချိန်တွေကိုမဆုံးရှုံးမှုဖြစ်ပါတယ်ချမ်းသာတဲ့လူတော်တော်များများအချိန်တွေကိုဘယ်တော့မှအဆုံးရှုံးမခံဘူးဆိုတော့မိတ်ဆွေတို့ခဏခဏလေ့လာရပါလိမ့်မယ်အဲ့တော့လူတော်တော်များများဟာအစာပိုင်းမှာပြင်းပြင်းထန်ထန်အလွန်လွန်ကြုံလုပ်ကြပါတယ်ဒါပေမဲ့အလုတ်ကဝင်ပြီလာတဲ့အခါမှာကျန်းမာရေးထိခိုက်တိုင်းမျိုးဖြစ်လာနိုင်တယ်စိတ်ဖိစီးမှုတွေအများကြီးဖြစ်လာနိုင်တယ် ရုပ်တရက်တက်သေးဆုံးတာတွေကိုကိုကိုတက်သေးတယ်လဲအများကြီးဖြစ်နေပါတယ်။မိသားစုကိုချိန်ပေးပြီးပျော်ပျော်ရွှင်ရွှင်လုပ်ဖို့လည်းအရေးကြီးပါတယ်။ငါမရှိပဲစီးပွားရေးတစ်ခုကိုလည်းပတ်လို့ရမလား။ငါ့ရဲ့ဝန်ထမ်းတွေထပ်ခန့်မှုလုံလောက်တဲ့အချိန်တွေရှိလား။အမြန်ကိုရောရှိလား။ငါကုမ္ပဏီကအကျိုးမြတ်ကိုရှိနေလား။ဒီလုပ်ငန်းတွေကငားရဲ့အချိန်တွေအများကြီးနေလားဆိုတာကိုတွေးရမှာပါ။အိုင်မေးဖို့လို့လေလုပ်ငန်းရှင်အနေနဲ့မေးတင်ပါတယ်။မိတ်ဆွေအနေနဲ့ကိုကိုမေးတင်ပါတယ်။အဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်တွေအများကြီးမပုတ်သွားဘဲနဲ့လူများတွေရှိရတဲ့အချိန်ကိုဝယ်ယူရင်းအားဖြင့် မိတ်ဆွေတွေအနေနဲ့အများကြီးကိုယ့်ရဲ့ product တွေ service တွေမှာအများကြီးတိုးတက်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ million နဲ့ fast lane စာအုပ်မှာလက္ခဏာအလုပ်တွေထက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်ခြင်းဟာမြေမြန်ဆန်ဆန်ကြီးပွားချမ်းသာလာနိုင်တယ်ဆိုတာကိုကျွန်တော်တွေ့ခဲ့ကြရပါလိမ့်မယ်လက္ခဏာတွေမကောင်းဘူးပြောရရင်မဟုတ်ပါဘူးเนาะလက္ခဏာအလုပ်ဆိုတာအချိန်ကိုရောင်းစားနေရတဲ့အနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဘွားတစ်လျှောက်လုံးလက္ခဏာအလုပ်လုပ်ပြီးတော့ဖူးချဲပေါ်ရောက်မှစုမိဆောင်မိရှိမယ်ဆိုရင်အဲ့ဒီလူကလူဖြစ်ရှုံးပါတယ် ဒါပေမဲ့အခုချိန်မှာမိတ်ဆွေနဲ့ပြင်ပနေတာလာခါစားလုပ်ရင်လည်းခီးထွက်လို့ရတယ်လို့ပြောပေမဲ့အခုချိန်မှာချမ်းသာသွားလို့ရှိရင်ခီးထွက်ကြတာချင်းတူတူဆိုရင်တော့အလုံးမပါပဲအလုံးပါပဲခီးသွားတာချင်းမတူပါဘူး stress ပြရချင်းလည်းမတူပါဘူးအဲဒါကြောင့်ကျွန်တော်ကနှီးလန်းဆိုတာထောင်ချောက်ကြီးစိုက်တစ်ခုပဲဖြစ်ပါတယ်ချမ်းသာဖို့အတွက်အမြန်လန်းကိုသွားရလူတွေဟာထုတ်လုပ်တဲ့သူရောင်းချတဲ့သူ entrepreneurship စိတ်ဓာတ်ကိုရှိနေမှာဖြစ်ပါတယ်အဲ့တော့အချိန်ရဲ့တန်ဖိုးတွေစစ်မှတ်နေပညာရေးနဲ့ကိုကိုကိုတာဝန်ယူမှုဆိုတာတွေကိုနားလည်ရမှာပဲဖြစ်ပါတယ် ဲ့တော့အမြန်နီးလန်းကိုပြောင်းတဲ့အခါမှာလိုက်နာရမယ့်အချက်တွေစီကတ်နေနေဂျူးဆိုင်လိုက်နာဖို့အချက်တွေအများကြီးရှိတယ်ဆိုတော့လည်းကျွန်တော်ပြောပြကြည့်ပေးခဲ့ပါဦးပါတယ်။အဲ့စီကတ်ချက်တွေကိုဖောက်ဖျက်လေးလေးကြာဆုံးဖို့အခွင့်အရေးတွေအများကြီးဖြစ်လေးလေးဖြစ်ပါတယ်။ငွေရလွဲလို့ဘာမှမပြောရှင်းတဲ့ဘဝမျိုးမဖြစ်ရလျောင်းဂျူးဆိုင်ရပါ။လုပ်ငန်းခွင်ထဲမှာရောလုပ်ငန်းခွင်ပြီးမှမှာပါ မိသားစုဘဝကိုအောင်မြင်တဲ့သူတယောက်ဖြစ်ကြိုးစားကြပါ။အဲ့တော့ကျွန်တော်တို့ရအနှစ်ချုပ်နေတဲ့ The Million နဲ့ Fast Lane စာအုပ်ကိုကျွန်တော်ဖတ်ရှုပေးခဲ့ပြီးပါပါပြီ။ ဒီစာအုပ်ကမိတ်ဆွေတတမိုးရှိရဲ့လို့ယူဆမယ်ဆိုလို့ရှိရင်စာအုပ်ကိုအပြည့်အစုံအတော့ဖတ်လို့ရပါတယ်ဒါမြန်မာနိုင်ငံမှာရောင်းနေတဲ့စာအုပ်ဆိုင်တွေလည်းရှိပါတယ်အဲ့တော့အဲဒီစာအုပ်လေးနဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိမယ်ထင်ကျွန်တော်ကို subscribe လေးလုပ်သွားပြီးတော့ like လေးလုပ်သွားပြီးပါပြီးတော့နားထောင်နေတဲ့စာအုပ်လေးရှိရင်လည်း comment မှန်ပေးတော့လို့ရသလိုမိတ်ဆွေတွေမိတ်ဆွေတွေကိုလည်းကျွန်တော်ရဲ့ YouTube channel လေးကိုညွှန်ပေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်